အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်အင်္ဂါသားသမီးများအတွက်ပေါ့နော်ကန်ညက်နေတဲ့အင်္ဂါသမားသားသမီးများအတွက်ကျွန်တော်ဒီ20ရက်နေပြီးတော့ကျွန်တော်တို့နောက်လ20ရက်ထိကန်ကြမ္မာအကျိုးကြောင်းလေးတွေမင်းစင်မြန်ကိုမြောက်ပေးมาဖြစ်ပါတယ် ဒါခုလောစရာတော့ဆယ်လပိုင်းပေါ့နော်မိတ်ဆွေအင်္ဂါသားသမီးတွေပါလို့ရှိရင်ဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်ပါမိတ်ဆွေများတွေကန့်ကောင်းစေမဲ့ထောက်ပံ့ကောင်းရတရားလေးတွေအများကြီးကျွန်တော်အကျွန်တော်တရားတွက်ချက်ပြီးရောကျွန်တော်ပေးထားပါတယ်ဗျဒါကြောင့်မို့အင်္ဂါသားသမီးတွေပါရင်ကြည့်ပြအောင်ကြည့်ပါအင်္ဂါသားသမီးတွေကန်တမာကြိုးကြောင်းဆိုးကောင်းကိုမြောက်ပေးမှဖြစ်ပါတယ်ကျွန်တော်ဒီအရင်အရင်လာတော့တလစာအတွက်စပြီးနေ့နဲ့9နာရီအားလုံးကိုမြောက်ပေးခဲ့ပါတယ် အဲ့တော့ဒီဒီနေ့မှာတော့ကျွန်တော်တွေ့ချက်ကြီးရအင်္ဂါသားသမီးတွေကညံ့နေမှာနည်းနည်းပါနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်အော်ကျွန်တော်တွေကန်တက်ကျွန်တော်ကန်တက်စမ်းတက်သွားအောင်ရေတရာထောက်ပံ့ကောင်းလေးပါပြေးမှဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဒါဆိုရင် အင်္ဂါသားသမီးတွေဒီလအတွင်းမှာပေါ့နော်ဒီ20ရက်ကနေစပြီးတော့ဒီဆက်လပိုင်းပေါ့နော်။ဒီရောဒီနောက်လ20ရက်ထိကျွန်တော်တွေ ဖြစ်ပေါ်လာမဲ့ကဉ္စမာလေးရအောင်ငွေကန်ငွေကန်ကောင်းတယ်မမျောလင့်ထားမဲ့ငွေတွေအဲမမျောလင့်ထားတဲ့ငွေတွေဟိုမှာထိပေါက်ထားတို့အမွေရတာတို့အဲစပေးလက်ဆောင်ပေးတာတို့အဲ့လိုမျိုးလေးမမျောလင့်ထားတဲ့ငွေတွေတော့အရင်ကန်ကောင်းတယ်အဲ့လိုမျိုးလေးမမျောလင့်နိုင်မဲ့ရကင်းနေရှိတယ်ဒါကြောင့်မလို့ထီထီပါရဝါသနာပိုင်းထီထိုးပေးနော်ထီထီပါရပေါက်ကင်းနေရှိတယ်ထီပေါက်ကင်းနေရှိပါတယ်ထိုးမဲ့ဆိုရင်9တို့9တို့စတဲ့ခဏန်းတွေကအဲ့တော့အင်္ဂါသားသမီးတို့အကျိုးပေးမှဖြစ်ပါတယ် အဲ့တော့ကျမကြီးလည်းဒီလတွေမှာဒီကောင်းတယ်အာကျမကြီးလည်းကောင်းတယ်ပညာကြီးလည်းရန်ကောင်းတယ်ဗျာပညာကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံကနိုင်ငံပြန်နေသွားမှထိရန်ကောင်းတယ်အဲ့တော့ပြန်နေပတ်သက်ပြီးဝန်သားစကားတွေကြားမယ်ဆရာအစ်တွေပညာရက်တစ်ခုကိုတင် जा ကွင်းနေရမယ်မပြလို့ရှိရင်ဒီလကတော့စမ်းပွင့်တဲ့ကလာလေးဖြစ်နေတယ်ဒါကြောင့်မလို့အခြေအမှနဲ့ကတော့ဇာစကားများတာလေးဖြစ်ဖြစ်နိုင်တယ်ကိုကိုနိုင်ကလည်းအခြေအမှဒူရဖြစ်နိုင်မျိုးလို့ဖြစ်လိုက်မယ်ဟောဟိုကလေးကိုတွဲလိုက်မှာဟာဒီကလေးကိုတွဲလိုက်မှာဆိုပြီးစပြီး အဲ့ချင်းနဲ့ပတ်သက်ပြီးတော့ကရဟုဇစကားများတာမျိုးလေးလေးဖြစ်တတ်တယ်။တဝင်းတို့စိတ်မချတာမျိုးလေးဖြစ်တတ်တယ်။ဘာကြောင့်လဲဆိုတော့အင်္ဂါသားသမီးတွေဒီလောက်တွင်မှာအမျိုးသားအမျိုးသမီးရောကျွန်တော်တွေကောင်းလေးကောင်းမလေးရောအရန်ကိုစမ်းပွင့်နေတဲ့ကာလဖြစ်နေလို့ပါပဲ။အဲ့ဒါလေးကကောင်းတဲ့ချက်လေးဆိုပေမဲ့မကောင်းတဲ့ချက်လေးကများနေတတ်ပါတယ်။အဲ့မြန်နေတက်တဲ့ဆိုတော့အချိန်နဲ့ပတ်သက်ပြီးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးစကားများတာတွေရန်ဖြတ်တာမျိုးလေးအဲ့လိုမျိုးလေးစိတ်ထဲမှာပေါ့နော် အာကျွန်တော်တို့လိုမကြအတင်မကြတာမျိုးလေးမကြခဏဆိုလို့ဖြစ်နေတတ်တယ်ရှင်နဲ့ပတ်သက်ပြီးတော့ကျမိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ဆိုပေမဲ့မျက်စိနဲ့ပတ်သက်ပြီးတော့ accuse ပြန်มาဖြစ်ပါတယ်ဥမာမျက်မှန်တက်တာတွေမျက်မှန်တွေပါจับတော့တာတွေจับခွက်တာတွေအဲ့တော့မျိုးအဲ့လိုမျိုးလေးတွေမျက်စိနဲ့ပတ်သက်ပြီးတော့ accuse ပြန်ပါအဲ့တော့ငွေမူလဆိုတော့ငွေဝင်တယ်ဒါပေမဲ့ငွေဝင်အရန်ကျမ်းပြီးတော့အဲ့တော့ငွေဝင်ကျမ်းတယ်လို့ငွေထွက်လဲကျမ်းနေတတ်တယ်ဒါကြောင့်မို့ဒီလအတွင်းမှာ အင်္ဂါအင်္ဂါသားသမီးတွေကငွေကြောင့်မလို့စိတ်ပူပြီးတော့ကရောက်တယ်လေနည်းနည်းများမယ်အဲများမယ်ဆိုတော့ငွေတော့ဝင်တယ်ဗျာငွေမှုလို့ဆိုတော့ဝင်တယ်ဟောထွက်တာတဲ့ထွက်နေပြန်ဥမာဥမာဥပစောကြပါဦးသူဝင်တာ10သိန်းလောက်ထွက်တာ30လောက်ဖြစ်နေတဲ့တဲ့ဒါမျိုးလေးလောဒီလောက်တွေ့မှကြောင်းရလိမ့်မယ် ဘာလို့ကျွန်တော်ကိုကိစ္စနဲ့မဟုတ်ပဲနဲ့တခြားကိစ္စကြောင့်လည်းကုန်းတယ်လည်းမျိုးလေးဖြစ်တတ်တယ်။အော်တော်ကြဟိုကလောက်တာလဲကိုဆက်လေးရဒီရပေးလေကိုဆက်လေးရဟိုလည်းကိုဆက်လေးကိုဆက်တာလေးရနည်းနည်းများနေတတ်တယ်။ဒါကြောင့်မလို့ဟိုပေးတီပီများများတာလေးဒါကြောင့်မို့ငွေတွေကပြန်ကုန်နေတတ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟိုငွေကိုဂယူဂယူတဆိုင်လေးခြွေတာတလောက်ခြွေတာပုံတော့မြန်မြန်လေးခြွေတာပါဗျာနော်အဲ့ဒါမျိုးလေးလုပ်ပေးမယ်။ပြီးကျွန်တော်တို့ကအလုတ်ထဲမှာလဲကျွန်တော်တို့စိတ်ထဲမှာပုံတော့အလုတ်ထဲမှာပြောင်းဝကောင်းမလားမပြောင်းဝကောင်းမလား ြောင်းမဲ့ရွှေ့မြကြံတော့လေကျွန်တော်တွေအစဉ်ပြေမပြေမမသေးချာအဲစပြီးအဲ့လိုမျိုးလေးစိတ်ထဲမှာဒုရဖြစ်နေတယ်အလုတ်ထဲမှာတိတ်မပြောဘူးဖြစ်နေတယ်လေဗျာဟိုကိုလုံးနဲ့အလုတ်အလုတ်ထဲမှာကျွန်တော်ညင်းဝေးညင်းဝေးနေတာမျိုးစိတ်ထဲမှာမကြည်လင်တာမျိုးအဲစိတ်ရှုပ်နေတာမျိုးမပြောနေတာမျိုးတစုံတစုံတယောက်ကြောင့်အလုတ်မသွားခြင်းနေတာမျိုးစတဲ့ကျွန်တော်အလုတ်ထဲမှာမပြောရှင်မှုလေးလေးတော့ဒီလဒီအချိန်တွေတွဲမှာကြုံရမယ့်အချိန်တွေပဲဖြစ်ပါတယ်အဲ့လိုအချိန်တွေမျိုးကြုံရလို့ရှင်ကိုယ့်အကိုပေါ့နော်ဥပမာတရားနာတာမျိုး တတချင်းနားထောင်တာမျိုးအဲ့လိုမျိုးလေးလာစိတ်တွေကိုပေါ့ပေါ့ပါပါလေးထားပစ်လိုက်ပေါ့ဗျာအဲဂရုစိုက်မှာကတော့ အပျော်ပအပျော်ပါတောက်စားတွေတော့ရှောင်ပေးရမှာဖြစ်ပါတယ်အပျော်ပါတောက်စားတွေတွားလုံးလွတန်နဲ့အလုတ်ကြီးနဲ့အလုတ်ကိစ္စနဲ့ကျွန်တော်လူမှုရေးမှာပြဿနာတွေတက်တက်ပါတယ်ဒါကြောင့်မို့အပျော်ပါတောက်စားလေးဒီလောက်တွေမှာရှောင်နေသမျှရှောင်ပေးတာအကောင်းဆုံးပါပဲဗျာနော်ဒါလေးရှောင်ပေးမယ်အဓိကပြဿနာပါပါလေးဆိုတော့ငွေကုန်တွေနဲ့ပြဿနာမဖြစ်ပါတယ် ငွေရရတော့ရတယ်ကုန်နေတော့ဘာမှဖတ်မတင်ဖြစ်တဲ့အဲ့တော့ငွေကြောက်လဲဆင်းညစ်နေရတဲ့တက်ဆိုတော့အဆင်မပြေဘူးပေါ့ဗျာတော်တော်သူဟိုဟိုတခုတော့ရှိတာပေါ့အာကျွန်တော်တို့ကဒီကန်ကန်ပေးလို့မလို့ကန်ပေးလို့မလို့ထီတွေပေါက်နေခင်းတော့ရှိတယ် ကံပေးတော့ထီနေပေါက်နိုင်ငံရှိတယ်ထီတော့ထိုးပေါ့နော်အဲ့တော့ထီပေါက်ကနေထီပေါက်ကင်းတော့ရှိတယ်ထီပေါက်မယ်ဆိုလို့နမှပဲပေးပါအောင်ပေးပါအောင်ကမ်းပါအောင်ဆိုတဲ့လူတွေကပေါ်လာတတ်တယ်ဒါကြောင့်မလို့ကိုယ့်စီမှာရှိတဲ့ငွေတွေကိုအဲ့တော့သူများချိပါငါးပေါင်ဆိုလို့ရှိရင်တော့ဒီခုလခုလတွင်မှာကျွန်တော်ကြီးဘိုင်ဘိုင်နံပြလိုက်ပေါ့ဗျာနော်အဲ့လိုအချီးငါးတွေဒီလတွင်မှာမလုံနဲ့အာမခံကိစ္စတွေမလုံနဲ့ငွေတို့ချိတာလေဒီလတွင်မှာမလုံတာအကောင်းဆုံးပါပဲနော်အဲ့လိုမျိုးရှောင်ပေးမယ် အဲ့တော့ကျွန်တော်တို့သူများကိစ္စကြောက်ကိုကလာပြီးတော့ခေါင်းခန္ဓာမျိုးလေးဖြစ်တဲ့အဲ့တော့ပဲပဲလို့ရဆဆညက်တတ်တယ်เนาะဒါလေးတွေကူးဆက်ပြီးမြဲတော့ကျွန်တော်တို့တွေတစုံတယောက်ကိုကုညီငွေကြောက်ကျွန်တော်တွေကုညီပေးပြီးကိုကပြန်ပြီးဆဲဒုက္ခရောက်တဲ့မျိုးလေးဖြစ်တတ်တယ်ဒါကြောင့်မလို့ငွေနဲ့ပတ်သက်ပြီးတော့ဒီလတွေမှာမကုံနဲ့မခန့်နိုင်အောင်ကျွန်တော်တွေကိုဘကနေပြီးတော့ငွေမထွက်အောင်လို့တေချာပေါက်ကျွန်တော်ငွေပေါက်တွေကိုပိတ်ပြီးမှဖြစ်ပါတယ်ဒါတော့ကိုကကိုသတိထားပြီးတော့ပိတ်ပြီးမှဖြစ်ပါတယ်ပြန်เนาะ ငါဒါဒါလေးပါပဲဗျာနော်အင်္ဂါအင်္ဂါသားသမီးတွေခြုံပြောလိုက်မယ်ဆိုလို့ရှိရင်တော့ကောင်းလားဆိုတော့လည်းကောင်းတယ်အရင်ကောင်းလားဆိုတော့လည်းအရင်မကောင်းဘူးအဲ့ဒါမျိုးဒါကြောင့်မို့ကျွန်တော်တို့ကအိမ်တော်ကြီးနဲ့အခြေအမှလည်းစကားများရင်ဖြစ်ပြီးတော့ငွေငွေကုန်ကြေးကြများမျိုးတွေဖြစ်နေမယ်အိမ်မှာပစ္စည်းတွေခုလည်းရပြော့တာမျိုးတွေကြောင့်မယ်ငွေကုန်ကြေးကြများပြီးဖြစ်နေတတ်တယ်အာကျွန်တော်တစုံတယောက်ကိုသားသမီးအောက်လက်ငင်သားစပြီးကျွန်တော်တေးအသေးပေါင်းတဲ့စပြီးကုညီပြတာညမငွေအဲ့တော့ ငွေကုန်ကြေးရမျိုးလေးဖြစ်ဖြစ်တတ်တယ်အဲ့တော့မျိုးတွေဆိုကြပြည်ကံမျိုးလေးရငွေကုန်ကြေးကြများမှုဖြစ်တတ်တယ်ဒါမျိုးငွေတွေကဝင်နှုန်းဝင်တယ်အော်ဝင်နှုန်းနည်းနည်းထွက်တာများများဖြစ်နေတတ်တယ်ဒါကြောင့်မလို့ကျွန်တော်ထူးကြည့်ကြလေးပြပါမယ်အဲ့တော့ကျွန်တော်လေးကိုယ့်ရဲ့မွေးနေ့နဲ့အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့မနက်ပိုင်းလုံးမှာကျွန်တော်တွေအိမ်ဖျားမှာမွေးတဲ့ပန်းလေးကပ်ပေးမယ်မွေးတဲ့ပန်းလေးလေးဘာပန်းလေးတွေရပါတယ်မွေးရင်ပြီးရောနော်မွေးတဲ့ပန်းလေးကပ်ပေးမယ်ပေါင်မော့အုံတို့ဇန်လေးကပ်ပေးမယ် ပေါင်မို့အုံနှုတ်စံလေးကပ်ပေးမယ်ပေါင်မို့အုံနှုတ်စံကကပ်ပြီးတော့ငွေဝင်ငွေမြတ်ပါစေဆူတောင်းမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဖန်ခွက်တစ်လုံးជីជីတစ်လုံးမှာဖန်ခွက်ជីတစ်လုံးတဲ့ကိုကျွန်တော်တွေအဲဒီမှာကျွန်တော်ဖန်ခွက်တတို့ဖန်ခွက်ជីတစ်လုံးတဲ့ကိုကျွန်တော်ကရော့တစ်ခုစီကရော့လေးထည့်ထားပြီနော်စီကရော့လေးစီကရော့လေးជីជីတာထည့်ပြီနော်အဲ့တော့ဖန်ခွက်တစ်လုံးတဲ့ကိုစီကရော့လေးထည့်ထားမယ်အဲ့တော့ကျွန်တော်တို့ကပစ္စည်းတစ်ခုခုပေါ့နော်ဝယ်ဝယ်ဝယ်တော့မယ်ဆိုလို့ရှိရင်တော့အဲ့ကရော့လေးပေါ့တင်မယ် တင်ပြီးတော့ဒင်ငွေလေးလေးငါခဏလွတ်လိုက်တာနော်ပြီးရင်ငါစီပြန်လိုက်ရမယ်နော်ဆိုပြီးတော့အဲ့ပတ်စံလေးကိုကြည့်ပြီးတော့ကိုကပြောမယ်ဒါဆိုရင်ထွက်သွားတဲ့ငွေတွေကကိုစီပြန်ရောက်လာတတ်တယ်နော်အဲ့လိုမျိုးလေးပြောပေးမယ် အဲ့ဒါဆိုလို့ရှိရင်ငွေရတဲ့မြင်းတွေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဒီဖန်ဖန်ခွက်တဲ့ကိုစီကရော့လေးထားမယ်အဲ့စီစီကရော့လေးထားတဲ့ကျွန်တော်ဖန်ခွက်လေးကိုတော့အမြင့်ကောင်းတာတနေရာပေါ်လေးမှာတင်ထားမယ်တော့မဟုတ်ဖျားကျောင်းဆောင်ပေါ်တင်ထားလဲရတယ်ဒါပေမဲ့ကောင်းတော့အမြင့်ကောင်းတာတနေရာပေါ်တင်ထားလဲပေါ်ပြန်နော်ခလေးလည်းဆော့ပြီးတိုက်မျိုးလေး꿰ဦးမယ်ကျူဆိုင်ပေါ်နော်အဲ့ဒါမျိုးလေးလောက်ကျူဆိုင်ပေးအဲ့ဒါမျိုးလေးတင်ထားလဲနေကျွန်တော်ကငွေရမြင်းတွေမှာဖြစ်ပါတယ်တော်ရင်လည်းထွက်မသွားတော့ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ ပတ်စံအိတ်တို့ပတ်စံချင်းတဲ့တို့ပတ်စံပုံးတဲ့တို့ဝင်ရောက်တဲ့ဇေယောင်းတဲ့ခါမျိုးမှာပတ်စံနေထဲလေပုံးတဲ့ချင်းတဲ့ကိုယ့်ရဲ့ပတ်စံအိတ်တဲ့ကိုထက်ဆောင်ထားတဲ့နာလောတန်လိုက်တုံးနေတုံးပဲဖြစ်လာပါတယ်အဲ့တော့ငွေတွေဆွဲနေအောင်လို့ကျွန်တော်အတန်တန်လိုက်တုံးနေတုံးထည့်ထားလိုက်ပါဗျာအကြီးသေးကိစ္စမရှိဘူးတန်းလိုက်တုံးနေထည့်ပြီးဆိုပြပြီအဲ့တော့ကျွန်တော်ဒီဒီဒီရက်တွေမှာတန်းလိုက်တုံးနေတာဆောင်းထားပါเนาะ တန်လိုက်တုံလေးဆောင်တာအချိန်နဲ့ပတ်သက်ပြီးလဲတန်တန်လိုက်တုံပဲဆောင်တာငွေကြီးနဲ့ပတ်သက်ပြီးလဲတန်တန်လိုက်တုံပဲဆောင်တာအဲ့တော့သူကကိုယ်နောက်နေထွက်မသွားအောင်လို့ဆွဲထားတဲ့သဘောမျိုးပေါ့နော်တော့တန်လိုက်တုံလေးဒါဆောင်တာအဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမြင်းနေမှာဖြစ်ပါတယ်ကဲ ဒီလောက်ပါပဲပြဒီလောက်ဆိုရင်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးအစီအမံထင်ပါတယ်ကျွန်တော်မိတ်ဆွေတွေရောဘယ်နေဘယ်မြို့ဘယ်နေရာနေရှိနေဆိုတာကျွန်တော် comment လေးမှာရေးပေးပါအောင်မြကျွန်တော်ရေးရင်းနှီးမှုလေးရအောင်လို့ပေါ့နော်ကဲကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးထူပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကျွန်တော်မိတ်ဆွေတွေပေါ့နော်ငွေဝင်ကန်ကုန်းကြပါသေးငွေဝင်ငွေမြဲကြပါသေးကဲကန်ကန်ပေးလို့ထိပေါက်ပြီးအလူကြီးတွေပေးနိုင်ကြပါသေးဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ